မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်ဆင်းတတ်တာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလိုဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရဲသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့ သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမ္မကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ ဖရာသခင်ကဖန်ဆင်းတာတာဒါကြောင့်မဟုတ်လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြည့်မရှိဘူးဆိုရင်ဒီလိုဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အတ္တမကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရာသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပဏ္ဍိပန္ဒကို ကုသိုလ်လိုဟောတာ ਨੇ မတူဘူးလားအေးအာဓမ္မကိုဓမ္မလိုဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာเนาะအဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရာသခင်ကဖန်ဆင်းတတ်တာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင် ဒီလိုဟောမယ်ဆိုရင်ပဏ္ဍိပန္တဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖယားသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပဏ္ဍိပန္တကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအဓမ္မကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော် ဲ့တော့လောက်ကောင်းတယ်သူတချို့ကထင်ကြတယ်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်ဆင်းတတ်တာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလူဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပြီဘူးလားရောက်တယ်နော် ဖရာသခင်အတွက်တတဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတာ မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်ဆင်းတတ်တာဒါကြောင့်မလို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလူဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရဲသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့ သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ ဖရာသခင်ကဖန်ဆင်းတတ်တာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြည့်မရှိဘူးဆိုရင်ဒီလိုဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရာသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပဏ္ဍိပန္ဒကို ကုသိုလ်လိုဟောတာနဲ့မတူဘူးလားအေးအာဓမ္မကိုဓမ္မလိုဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာเนาะအဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရာသခင်ကဖန်တင်းတတာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြည့်မရှိဘူးဆိုရင် ဒီလိုဟောမယ်ဆိုရင်ပဏ္ဍိပန္တဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရာသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပဏ္ဍိပန္တကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအဓမ္မကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော် ဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်တင်တာဒါကြောင့်မဟုတ်လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလိုဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပြီဘူးလားရောက်တယ်နော် ဖရာသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ် မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်တင်းတတာဒါကြောင့်မဟုတ်လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလူဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရဲသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့ သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ ဖရာသခင်ကဖန်ဆင်းတာတာဒါကြောင့်မဟုတ်လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြည့်မရှိဘူးဆိုရင်ဒီလိုဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရာသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကို ကုသိုလ်လိုဟောတာနဲ့မတူဘူးလားအေးအာဓမ္မကိုဓမ္မလိုဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်ဆင်းတတ်တာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြည့်မရှိဘူးဆိုရင် ဒီလိုဟောမယ်ဆိုရင်ပဏ္ဍိပန္တဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရဲသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပဏ္ဍိပန္တကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအဓမ္မကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော် ဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြမိုးကြောပေးနေတဲ့တ ত্ত্ব ဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်တင်တာဒါကြောင့်မဟုတ်လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလူဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပြီဘူးလားရောက်တယ်နော် ဖရာသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမ္မကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ်